ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့၁၂ကြိမ်အတွက်ပရိတ်20ကိုပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ်ပြီးခဲ့တဲ့၁၇ကြိမ်မှာကျွန်တော်ပရိတ်၄မျိုးပေါ့နော်အဲ့မှာနှစ်တုံးကိုပုံတူပရိတ်ကကျွန်တော်၃ခုနေချာပေးသွားတယ်ပေါ့နော်အဲ20နံပါတ်1နဲ့နံပါတ်3နဲ့နံပါတ်4နဲ့ပဲကျွန်တော်တို့ဒီမှာ၄ပရိတ်ပါတယ်ပေါ့နော်ကျွန်တော်20နံပါတ်1ပြည့်သွားခေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်20နံပါတ်1နဲ့ဒီ20နံပါတ်4နဲ့ကို၁၂ကြိမ်အတွက်ကျွန်တော်ပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်တို့ဒီပရိတ်ဖြစ်ပါတယ်ဗောနော်ငါးတုံများတုံးပါဆိုရင်ရှင်းပရိတ်နေပရိတ်က3တုံးရှောက်ငါးပရိတ်ကတုံများ၄တေပရိတ်6ချောက်ခွန်နေပရိတ်6တုံများ6၄ပရိတ်6ချောက်နဲ့ခုနှစ်ပရိတ်6ချောက်ငါးခုနှစ်ပရိတ်9ချောက်နဲ့ရှင်းပရိတ်3ချောက်၄၄ငါးပရိတ်နေနေတဲ့ငါးပရိတ်6၄3ခုနှစ်ပရိတ်6ချောက်3ဖြစ်ပါတယ် ပြီးတော့ကျွန်တော်ဒီမှာ3ပြိပေါ့နော်3ပြိ009ခုနှစ်ပြိ900ခုနှစ်ပြိ300တစ်ပြိ69လေး၄ပြိ963ဖြစ်ပါတယ်။ Okay ပြီးရင်တော့ကျွန်တော်ဒီမှာတစ်ပြိ68ခုတစ်ပြိ229ပြိ388ဒီ3တုံများကိုတပြင်မှာပြည့်သွားတယ်ပေါ့နော်ပြီးတော့3 9နှစ်တပြင်မှာတုံများပြိဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့39နှစ်ဆိုတဲ့အတွက်ကြောင့်မို့9တုံများ2345ထဲက၄ပြိ6ပြိသွားတာဖြစ်ပါတယ်ခင်ဗျာ။ လေးပရိတ်၃ခုနည်းဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့20နဲ့၄ချိန်ဖြစ်သွားပြီဗောနော်24ချိန်မှာဆိုရင်တစ်ချိန်ပြည့်တာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ12ချိန်အတွက်ဒီနည်းအဆက်ကိုဆက်ပြီးလေ့လာကြည့်အောင်ဗောနော်။ပရိတ်တစ်ခုထဲဆိုရင်တော့ကျွန်တော်ပရိတ်က6လုံးထိရှိတယ်ဗောနော်ကျွန်တော်တို့ပုံသူနည်းလိုက်တော့နေတော့မှာဖြစ်ပါတယ်။ ခုနှစ်ပြိခုနှစ်ရာခုနှစ်ပြိ300တိပြိချစ်ကိုလေးပါနော်ဒီကနေစပြီးပြပေးထားရှင်ဖြစ်ပါတယ်3 3များကိုတစ်ချိန်မှာပြတ်သွားတယ်ပါနော်3 9ညစ်3ညပြိပြီးတော့3 9နှစ်ဆိုတော့ဒီမှာ3လုံးပေါင်းခြင်းက4ပြိဖြစ်ပါတယ်ခင်ဗျာထိတ်လေးပိတ်ကနန်း3လုံးပေါင်းခြင်း4ပြိပါနော်โอเค general ဒီ72ကြိမ်အတွက်အတူတူထပ်ပြီးလေ့လာကြည့်အောင်ပါနော်72ကြိမ်အတွက်ဆိုရင်တော့9390ဖြစ်ပါတယ် ငါးတုံညာခွန်ငါးတုံညာခွန်၃၉နေပေါ့နော်ငါတော့များခွန်ကလေးပါတယ်ဆိုပေမဲ့ကျွန်တော်နေပရိပေါ့နော်ပါတယ်ဆိုပေမဲ့သူကရှေ့ကနေဖြစ်ပါတယ်ဒီ3ခွန်3ကနန်း3လုံးပေါင်းရှင်းတဲ့10ဒီအပေါ်က9နဲ့ခွန်ပေါင်း16 6နဲ့3ပေါင်း9 9တုံနဲ့3 5ယူထားတဲ့အတွက်ဒီ12ကြိမ်မှာခွန်နဲ့တုံနဲ့ပေါင်းရှင်းခွန်ရတယ်ပေါ့နော်နောက်က3နဲ့ထပ်ပေါင်းတော့ပေါင်းရှင်း10ဖြစ်တဲ့အတွက်3ညတိဖြစ်ပါတယ် အဲ့ဒီတစ်ကိုကြာမှနင်းနဲ့ထပ်ပေါင်းတာဖြစ်တယ်ဗောနော်သူများ3 4 5ယူထားတဲ့အတွက်တစ်ကိုနင်းပေါင်း3 3 5 6ဖြစ်ပါတယ်။တုံညာတစ်3 4 5 6ပြိစုပြီးဖြစ်မယ်ဗောနော်။ Okay ဒီနီးကတော့ကျွန်တော်3တုံညာ9တစ်ချိန်မှာတော့ပြတ်သွားဖူးတယ်ခင်ဗျာ။ဒါဆိုရင်12ချိန်မှာတော့ဒီနီးအရာဗောနော်တုံညာတစ်3 4 5 6စုပြီးဖြစ်ပါတယ်။ โอเคကျွန်တော်ဒီမှာထပ်ပြီးရေးလိုက်မယ်ဗောနော်20ဒီနံပါတ်1အနေနဲ့သုံးများတိ356ထိတ်လေးပိတ်၃လုံးပေါင်းရှင်ပြိဖြစ်ပါတယ်ဒါ20တစ်ခုထဲဆိုရင်တော့ဒီကနန်းတော့များတယ်ဗောနော်တို့တို့ကျွန်တော်ပုံသူ ပြမှာဖြစ်ပါတယ်နောက်ထပ်ပြိကတော့ပြိ5လုံးဖြစ်ပါတယ်ဒီ6ခွာနေဖြစ်ပါတယ်ဗောနော်6ခွာမှာထိတ်လေးပိတ်ကနန်း၃လုံးပေါင်းရှင်ဒီတိပြိဖြစ်ပါတယ်6ကိုတင်နေလေးထဲကတိပြိ6ခွာ ရှောင်းတုံများရှောင်းနှစ်ရှောင်းရှောင်းနှစ်ကလေးရှောင်းရှောင်းငါးကခုနှစ်ပြိတ်ကိုရှောင်းနှစ်ကခုနှစ်ပြိတ်တုံများလေးလေးကခြေပြိတ်နှစ်နှစ်တက်ကငါးပြိတ်ခြေလေးတုံးကငါးပြိတ်ရှေရှောင်းတုံးကခုနှစ်ပြိတ်နှစ်တုံများကိုကဒီပြိတ်ခွန်ခွန်ကိုကသုံးပြိတ်ခုနှစ်ရမှာခွန်ပြိတ်သုံးခွန်ခွန်မှာခုနှစ်ပြိတ်ဖြစ်ပါတယ်ရှောင်းရှိခွန်တေနှစ်နှစ်ခွန်တေသုံးရှိရှိသုံးလုံးပေါင်းရှင်ကို တောင်းရှိရှိပြီးတော့3 3ည9ပေါ့နော်3 3ည9တိပင်ပါဆိုရင်ရှေ့9တင်းနေလေးထဲကနေပရိတ်3 3ည9 3 9နေ3ည9ပရိတ်3ည3 3လေး6ပရိတ်ပါဆိုရင်3 9နေပြီးတော့3 9နေဆိုတဲ့အတွက်ထိတ်နေပိတ်ကနန်း3လုံးပေါင်းရှင်းတဲ့ပရိတ်ဖြစ်ပါတယ်ဒီမှာတော့ပရိတ်9လုံးဖြစ်ပါတယ်ပေါ့နော်3 9နေလေးပရိတ်ဖြစ်ပါတယ်အော်โอเคဒါဆိုရင်ဒီ7ချိန်ဆိုရင်တော့ဂျီ939ခွန်ပါနော် ငါတို့များခွာနေပရိဖြစ်ပါတယ်။ဒီနေပရိပုံသူတွေဆိုပေမဲ့ဒီရဲ့ရှေ့ကနေဖြစ်သွားတယ်ပေါ့နော်။တုံများ6ပြီးရင်တော့နေလေး3တုံညာတိခွန်ဖြစ်ပါတယ်။ဒါအရှိသုံးလုံးပေါ့နော်။အနောက်တစ်လုံးကနေ99ရဲ့ပြီးတော့ခွန်36ဆိုပြီးဖြစ်ပါတယ်။ Okay, that's right. The sun. နှစ်ကြိမ်အတွက်နှစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်ပြီးရင်တစ်ကြိမ်ပြီးရင်တစ်ကြိမ်ပြီးရင်6နဲ့ထပ်ပေါင်းတာဖြစ်တယ်ပေါ့နော်ဒီအပေါ်မှာဆိုလို့ရှိရင်9နှစ်ကြိမ်ပေါင်းချင်းတစ်စိပေါ့နော်3နှစ်ကြိမ်6 6နှစ်တမနဲ့ပေါင်း6ဒီ3နဲ့3ပေါင်းတာလေ4နဲ့6ပေါင်းတစ်စိလို့ယူထားတဲ့အတွက်ဒီမှာတော့3များဒီ2နှစ်ကြိမ်လေ4နဲ့6ပေါင်းရှင်းဒီတစ်စိဖြစ်ပါတယ်ဒီ2နဲ့ဒီ3နဲ့ပေါင်းတော့900ရာဒီပေါ့နော်9ကို6နဲ့ထပ်ပေါင်းတော့ပေါင်းချင်း7ဖြစ်ပါတယ် โอเค7ဆိုတဲ့အတွက်တနှစ်နှစ်ကိုနှစ်ပေါင်းမယ်ပေါ့နော်လေငါငါကိုနှစ်ထပ်ပေါင်းတော့ခွန်တနှစ်လေးငါခွန်ထိတ်လေးပိတ်၃လုံးပေါင်းရှင်းပြည့်ဖြစ်ပါတယ်တနှစ်လေးငါခွန်ပြည့်ရမယ်ပေါ့နော်ဒီရှစ်လျှောက်ခွန်ကနေပြည့်၅လုံးတောက်လျှောက်ဖြစ်ပါတယ်7ချိန်ပါဒီနှစ်အရာတနှစ်လေးငါခွန်ပြည့်ရှိပြီးရတာဖြစ်ပါတယ်ခင်ဗျာ တေနေနေငါခုပရိစုပြီး ဖြစ်ပါလေဘောနော်โอเคဒါကျွန်တော်သုံးလုံးပေါင်းချင်းပရိ17ကြိမ်အတွက်ဖြစ်ပါတယ်ဒီနောက်ထပ်နံပါတ်3ကတော့ကျွန်တော်ဒီနေ့ပေးမှာပြထားတဲ့ဤအဆက်ဖြစ်ပါတယ်ဘောနော်ပင်ရှိဖြစ်ပါတယ်ကိုးတုံများဤတုံလေးလျှောက်ပရိပဲဖြစ်ပါတယ်ဘောနော်3 9ဤတပင်မှာလေကိုးတုံများဤတုံလေးလျှောက်ဘောနော်ဒီတပတ်မှာလေ ကိုယ်တော်များနှစ်တုံးလေးရှားပရိစုပြီးဖြစ်ပါတယ်။โอเคဒါဆိုရင်ဒီနည်း၃ခုပေါ့နော်။ပုံသူအနေနဲ့ကတော့ကျွန်တော်တေကအနှကျိန်၊၃ကလည်းနှစ်ကျိန်၊၄ကတော့ဒီမှာ၃ကျိန်စလုံးမှာပါတယ်ပေါ့နော်။၅ကတော့နှစ်ကျိန်ပဲပါတယ်။၆ကလည်းနှစ်ကျိန်ပဲပါတဲ့အတွက်ပုံသူပရိ၄ပရိစုပြီးဖြစ်ပါတယ်ပေါ့နော်။ဒါတော့ကျွန်တော်နည်း၃မျိုးပုံသူအရာပေါ့နော်။၄ပရိစုပြီးရတယ်ပေါ့နော်။ ။ Okay နောက်ထပ်နံပါတ်၄အနေနဲ့ပြည့်ခဲ့တဲ့တပတ်မှာပြည့်သွားခဲ့တဲ့ဤအဆက်ကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်ပါနော်။ဒီ336ရက်တော်များလေးတိကငါရှေ့ရှောက်ခွန်ကတိပရိ6တော်များ6ကအနိပရိ6ရှောက်နှစ်ကလေး6ရှောက်9ကခွန်9ရှောက်နှစ်ကလေးခွန်တော်များလေးလေးက6အနိနိတိကငါပေါ့နော်တိပရိ6လုံးဒီလိုလေးတောင်း6ဖြစ်ပါတယ်ခင်ဗျာ3009ပရိ6ကိုလေးက3လုံးပေါင်းရှင်းတိပရိဖြစ်ပါတယ် ပြင်း963ကတော့၄ပြေ6ရှစ်ခွန်ကဒီပြေနိနေခွန်တေ3ရှစ်ရှစ်က9 3ည9ကနေ3ကနေက3ညဒီပြီးခဲ့တဲ့တပတ်မှာ3 9နေဆိုတဲ့အတွက်ထဲလေးပဲ3လုံးပေါင်းရှင်းစီရောရင်၄ပြေပေါ့နော်တော်တော်ဒီမှာ၄ပြေမှာပါတဲ့အတွက်ကျွန်တော်ပြီးခဲ့တဲ့တပတ်မှာတော့ဒီအတွက်နိဖောက်သွားတယ်ပေါ့နော်အဲဆိုရင်ဒီနိအဆက်တစ်ချိန်ပဲရှိသေးတဲ့အတွက်ကျွန်တော်12ချိန်အတွက်ဆယ်မီလီတာကြည့်အောင်ပေါ့နော် ဒီ၃မှာတစ်ကြိမ်ပြီးရင်ကိုယ်ကို၅နဲ့မြောင်မယ်ပြီးရင်ကျွန်တော်ဒီ၃မြောင်ကိုနှစ်ကြိမ်ပေါင်းမယ်ပေါ့နော်ဆိုတော့ကိုယ်၅လီ၄၀နဲ့၅၅နဲ့၃ပေါင်းတော့၈ဆိုတဲ့အတွက်ကြောင့်မို့၃၈၈တပင်မှာလို့မျိုးပဲ၈၉၁၃၅၇ခွန်ပရိတ်ဖြစ်မယ်ပေါ့နော်ဒါဆိုရင်စုံပရိတ်ကတော့ရှစ်ပရိတ်ပဲဖြစ်ပါတယ်ဗောနော်။ကျန်တာမာပရိတ်တွေဖြစ်ပါတယ်။ โอเคနံပါတ်၄ပါဆိုရင်တော့ကျွန်တော်၈၉၁၃၅ခုဆိုတော့ကျွန်တော်ဒီမှာဘွန်ဒူပရိတ်၄ပရိတ်မဟုတ်နေဘူးပေါ့နော်ဆိုတော့အဲ့ဒီတန်နီ၄မျိုးမှာဆိုလို့ရှိရင်တပင်မဟုတ်တပင်ကတော့ပြက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနီ၄မျိုးထဲကမိမိတို့ကြိုက်တဲ့နီးကိုပဲယူပြီးတော့သုံးစီရှင်းနေပေါ့နော်โอเคပြက်ပင်မရှိတာဆိုရင်တော့နစ်နဲ့သုံးနေကတော့ပြက်ပင်မရှိသေးဘူးပေါ့နော်ဒီနှစ်ခုထဲဆိုရင်တော့ပရိတ်က နေပရိပုံသူတွေလေးပရိပုံသူတွေပေါ့နော်ပုံသူပရိနေလေးပရိဖြစ်ပါတယ်ဒီတွင်နေ့နှစ်ခုထဲဆိုရင်ပေါ့နော်โอเคဒါကတော့ကျွန်တော်ဤအရာပြန်လည်များဝီရှင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတော့ကျွန်တော်တို့ပရိအားနဲ့တွင်နေ့တွေကိုလည်းပြန်ပြီးတော့မျှဝေတော်မှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ